ဒီဗီဒီယိုမှာတော့ကျွန်တော် Dell Force Mobile စုံနေတဲ့တငယ်ချင်းတွေအတွက် game တွေမှာပြောင်းထားတဲ့အရေးကြီးတဲ့ setting ရှိခုအကြောင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီ setting တွေကိုပြောင်းထားတယ်ဆိုရင်တော့ game player တော်တော်လေးကိုအဆင်ပြေမှာဖြစ်ပါတယ်။နံပါတ်1တနက်ပြစ်လိုက်တဲ့အခါ scope auto ပွင့်သွားတဲ့ပြဿနာကိုကြုံရတဲ့တငယ်ချင်းတွေရှိကြပါလိမ့်မယ်။အနီးက close combat မှာတော်တော်လေးကိုတိုင်ပတ်တာမျိုးရှိပါတယ်။ဒီ setting ကိုပိတ်လို့ရပါတယ်။ setting တွေက basic combat ထဲဝင်ပြီးပါ quick ADS and fire ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီကောင်က disable all ဆိုတာလုပ်ပြီးပါ operation မှာလည်း warfare မှာလည်း disable all ဆိုတာလုပ်ပြီးပါဒါဆိုတနက်ပြစ်လိုက်တဲ့အခါ scope auto မပွင့်တော့ပါဘူးဗျာ။နံပါတ်2 delta force mobile လို့မြင်ကွင်းချက်ချင်းနဲ့စိုးချင်တဲ့တငယ်ချင်းတွေအများကြီးရှိကြမယ်ဆိုတာသိကြပါတယ်။ setting ထဲဝင်ပြီးပါ basic ထဲမှာဒီ FPP FOB ဆိုတာရှိပါတယ်ဒီကောင်ကိုကြိုက်တလို့ set လုပ်လို့ရပါတယ်တရားမှာထားလိုက်တယ်ဆိုရင်တော့မြင်ကွင်းကတော်တော်လေးကိုကျေသွောမှာဖြစ်ပါတယ်တကယ်ကျွန်မြင်ကွင်းဘလောက်လိုချင်လဲအပေါ်မှာမူတီမှာဒီကောင်ချိန်ပြီးမှ set လုပ်လို့ရတာမျိုးရှိပါတယ်နံပါတ်3ဆိုကြပါစို့တကယ်ကျွန်တော် scope ဖွင့်လိုက်တယ်ဒီက scope ဖွင့်တဲ့ cloud အပေါ်ကနေပဲဒီက aim လုပ်ချင်တယ်ပေါ့ဗျာ aim ကိုရွှေ့ချင်တယ်ရွှေ့လို့မရအောင်ဒီကောင်ဘယ်လိုပြောင်းရမလဲဆိုတာမေးစရာရှိပါတယ်ဒီ cloud အပေါ်ကနေပဲ aim ကို move လုပ်ချင်တယ်ဆိုရင်တော့ basic control camera tuning ကို on လုပ်ပေးလိုက်ပါဒါဆိုအဆင်ပြေသွားမှာဖြစ်ပါတယ် ျွန်တော်ကတော့ဒီကောင်ကိုပိတ်ထားရတာပဲကြိုက်ပါတယ် scope တင်နဲ့ပတ်သက်ပြီးပြောရမလားဒီက fire button နဲ့ပတ်သက်ပြီးပြောရမလား peak button နဲ့ပတ်သက်ပြီးပြောရမလားအားလုံးကသဘောတရားအတူတူပဲဖြစ်ပါတယ်ငွေချင်းတို့ဒီ cloud အပေါ်ကနေပဲပင်ညာအပေါ်အောက်လုပ်ပြီးမှဒီကကျော် aiming movement နဲ့ပတ်သက်ပြီးမှရွေ့ရှားခြင်းနဲ့ဆိုရင်တော့ဒီကောင်ကိုဖွင့်ပေးပါအဲ့လိုပုံစံမလိုချင်ဘူးဆိုရင်တော့ဒီကောင်တွေကိုပိတ်ထားလို့ရတာဖြစ်ပါတယ်။နံပါတ်၄ Delta Force Mobile မှာခုံပြီးမှဝတ်သွားတဲ့ feature တွေကိုတကယ်ကျွန်တော်တွေ့ဘူးကြမယ်ဆိုတာသိကြပါတယ်။ဒီကောင်ကဘယ်ကနေဖွင့်ရမလဲဆိုတာမေးစရာရှိပါတယ်။ Basic Control ထဲမှာ Type ဆိုတဲ့ feature ရှိပါတယ်။ဒီကောင်က online ပါဒီကောင်ကအသုံးပြုလိုက်တယ်ဆိုရင်တော့ခုံပြီးမှဝတ်သွားမှာဖြစ်ပါတယ်။ဒီ feature က ည်းမိုက်တယ်လို့ပြောလို့ရပါတယ်။နံပါတ်၅ခါပညာစောင်းတဲ့အမပေါ်လို့ဘယ်ကနေဖွင့်ရမလဲဆိုတာမေးစရာရှိပါတယ်။စတင် basic control ထဲမှာကြီးမယ်ဆိုရင် link pick ဆိုတာရှိပါတယ်။ဒီကောင် on ပေးလိုက်ပါဒါဆိုချော့ခါပညာစောင်းတဲ့အပေါ်မှာဖြစ်ပါတယ်။ နံပါတ်6ခါဆောင်းလိုက်တယ်ဆိုရင် auto scope ပွင့်တာမျိုးရှိပါတယ်ဒီကောင်ကမလို့ရင်မှုဆိုရင် link pick auto ads ကို off လုပ်ပေးပါဒါဆိုရင်ခါဆောင်းနေဆိုရင်တော့ scope မပွင့်တော့ပါဘူးဗျခါဆောင်းလိုက်တယ် scope ပွင့်တာမျိုးလိုချင်တယ်ဆိုရင်တော့ဒီကောင် on ထားပေးလို့ရပါတယ်နံပါတ်9ကြည်ဖြည့်နေရန်သူကရောက်လာတဲ့ဘယ်နာနေ cancel လုပ်ပြီးပြေးရမလဲဆိုတာမေးစရာရှိပါတယ်တော်တော်လေးကိုတိုင်ပတ်တာမျိုးရှိပါတယ်ကိုက reload လုပ်နေတဲ့အခါရန်သူရောက်လာလို့ဆိုရင်ဘာမှလုပ်လို့မရတဲ့အနေအထားတွေ့မြင်ရတာမျိုးရှိပါတယ်ဒီလိုပုံစံအနေအထားမှာကြည့်မယ်ဆိုရင်တော့ setting basic reload interrupt by firing မှာ firing interrupt ကိုရွေးပေးပါဒါဆိုရင်တကယ်ချင်းတို့ကြည်ဖြည့်နေရန်သူရောက်လာတယ်ဆိုရင်တခါတည်း fire button နှိပ်လိုက်ပါ တနက်ပြည့်တဲ့ခလုံးနေလိုက်တယ်ဆိုတော့ဒီဖြစ်နေတဲ့ဟာကင်ဆယ်ဖြစ်သွားရင်မှတခါတည်းတနက်ပြည့်မှဖြစ်ပါတယ်ဒီကောင်တော်တော်လေးကိုအဆင်ပြေတာဖြစ်ပါတယ်ဒီကောင်ဖွင့်ထားတင်တာပဲဖြစ်ပါလိမ့်ဗျာ နံပါတ်၈ Delta Force Mobile မှာအိမ်နေပါတယ်မကောင်းလို့စိတ်ကြီးနေတဲ့တငယ်ချင်းတွေအနေနဲ့တော့ဒီရဲ့အိမ် assist ကိုဖွင့်ဆော့ပေးဖို့ကျွန်တော်ပြောလိုပါတယ်စတင်ထဲမှာအိမ် assist ဆိုတာရှိပါတယ်ဒီကောင် on လုပ်ပေးလိုက်ပါဒါကိုဖွင့်ထားလိုက်ဆိုရင်တော့အိမ်မီမိုင်းမှာတငယ်ချင်းတို့အတွက်တော်တော်လေးကိုအဆင်ပြေမှာဖြစ်ပါတယ် Okay ဒါဆိုတငယ်ချင်းတို့အနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့စတင်နေနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာစတင်တစ်ခုချင်းစီအပေါ်မှာလည်းကျွန်တော်ဗီဒီယိုလုပ်နေတာမျိုးရှိပါတယ်အမြန်ဆုံးဗီဒီယိုတင်ပေးပါမယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတငယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင် 新闻联播。